ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချင်းမွန်ပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့တံပိုးကြီးလှတော်တည်ခြင်းဆိုတဲ့ကောင်းစလင်းနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်။ဆာလံကျမ်းအခန်း136ဆောင်ပိုက်15မှာထာဝရဘုရားရှိတော်၌မိမိတန်ရှင်းသူတို့တည်ခြင်းအရာသည်အဖိုးကြီးလှ၏ပြောတာတွေ့ရတယ်။နော်။အဲ့တော့တန်ရှင်းသူဆိုတာကကျွန်တော်ယုံကြည်သူတွေပြောတာဖြစ်တယ်။ အဲ့တော့ယေရှုခရစ်တော်မိမိကယ်တင်ရှင်ဖြစ်ယုံကြည်တော်သူတို့တည်ရင်တဲ့ဖျားသခင်ရဲ့ရှေ့မှာအလွန်တန်ဖိုးကြီးတယ်ပြောတာဖြစ်ပါတယ်ဟာအဲ့တော့ဖျားသခင်ရှေ့မှာပဲတန်ဖိုးကြီးတာလားဖိလိပ္ပိခန်းတစ်ဆပိုင်း23 24မှာထိုအကျိုးနှစ်ပါးအကြား၌ငါသည်ယခုကျင်းမြောင်းစွာနေရ၏စွတ်တည်၍ခရစ်တော်နှင့်အတူနေခြင်းငါတောင်းတလိုချင်တော်စေရှိ့ တာ၏အလွန်ထိုးမြတ်သောအကျိုးဖြစ်၏တို့တော်လဲကိုခန္ဓာ၌နေလေတင်းတို့၌တာ၏အကျိုးရှိလိမ့်မည်အဲ့တော့ဘုရားခင်အတွက်ဘယ်တန်ဖိုးကြီးတာလားဆိုတော့မဟုတ်ဘူးတည်တဲ့လူအတွက်လည်းတန်ဖိုးကြီးတယ်လို့ပြောချင်တာဒီလောကမှာအသက်ရှင်တာထက်ယုံကြည်သူတယောက်တန်ရှင်းသူတယောက်တည်ရင်တည်ရင် ဘုရားသခင်အတွက်လည်းတံပိုးကြီးတယ်လို့အဲ့ဒီယုံကြည်သူအတွက်လည်းတံပိုးကြီးတယ်လို့ပြောတာတွေ့ရပါတယ်အဲ့တော့နှစ်တိခန်းလေးစာပိုက်6ကနေ7ခုမှာအเจ้าမူကငါ့ကိုရစ်ပလင်ပေါ်မှာ လောင်းရတော့အချိန်ရှိပြီးစုတရတော့အချိန်ရောက်လေပြီကောင်းမွန်စွာကောင်းမွန်သောတိုက်လံခြင်းကို ငါပြုတ်ပြီးပြည့်ရသောလမ်းကိုအဆုံးတိုင်ပြေးပြီးယုံကြည်ခြင်းတရားကိုဆောင်လျှောက်ပြီးယခုမှစ၍ဓမ္မတရဖို့တဲ့ငါဖို့တူထားလျက်ရှိဟောထိုနည်း၌တရားဖြင့်စင်တော်မူသောဒုတိယသောဘုရားသခင်သည်ထိုတရဖို့ကိုငါအားပေးတော်မူသောဒီမှာဘာဖြစ်လို့ယုံကြည်သူတယောက်ရဲ့တည်ခြင်းကအဖို့ကြီးကြီးစွာသောအဖို့တန်ဖို့ရှိတယ်လဲဆိုရင်တော့ဘုရားသခင်နဲ့တွေ့ရင် เนาะสุตรปูยะเมပြီးရင်ဗာလဲสุမရန်တောင်မှာโอนาတီချင်းစင်းရဲဆိုတာမရှိတော့ဘဲねဘုရားသခင်နဲ့တူ ထာဝရစံစားခွင့်ရရှိมาဖြစ်တယ်เนาะဒါကြောင့်ဒီနေ့ဒီတံပိုးကြီးလာတဲ့တီချင်းဆိုတာယုံကြည်သူတွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒါတင်ပဲလားဆိုတော့ ဒီယုံကြည်သူရောက်သူတယောက်ရဲ့တည်ခြင်းဟာဘလို့တန်ဖိုးရှိသေးတယ်လဲဆိုရင်တမန်တော်ဝတ္ထုခန်းခွန်စာပိုက်5960မှာကြောက်ခမ်းတဲ့ပြစ်ကြစဉ်တရေဖန်သည်ပရဏာပြုလက်သခင်ယေရှုကျွန်ုပ်၏ဝိညာဉ်ကိုသိမ်းယူတော်မူပါဟုရှောက်ဆို၏ဒူးထောက်လက်သခင် ဤသူတို့ပြုတ်သောဒုစရိုက်အဖြစ်ကိုမှတ်တော်မူပါနှင့်ကြီးသောအတန်နှင့်ကြွေးကြော်ပြီးမှချင်းဆက်လေသူ့ကိုကွံ့မြတ်တော်မူကိုပေါ်လို့ရှောလို့သည်လေဝန်ခံလက်ရှိဒါယုံကြည်သူယေရှုရဲ့တသက်ခံတော့ကြောင့်လူတွေကအမြင်ကပ်ပြီးတော့မှခဲနဲ့ဝိုင်းထုပြီးတတ်ကြတယ်တရတူတွေကိုမြစ်တာပို့ဆွတ်တောင်းပေးတယ်သူတို့အပြစ်ကိုခွန့်လွတ်ပါတဲ့ မတ်ပါနဲ့သူတို့မသိလို့ပါအဲ့ဒီတည်ခြင်းကဘလို့တံပိုးကြီးတယ်လဲဆိုတော့ဒီတတိဖန်တည်ခြင်းကြောင့်လူပေါင်းများစွာတို့ဟာဖယားသခင်တိလာကြတယ်ဟောအဲ့တော့ကဲတင်ချင်းရတာအပေငယ်ကလွတ်မြောက်ခွင့်ရရှိကြတယ်အခုလဲအခုဇာကိုတိုင်းလဲအခုပြောပြီဟောအဲ့တော့ ယုံကြည်သူမှန်မြကတတိဖန်မမေ့ဘူးရှင်ပေါလုကိုယ်တိုင်တောင်တပိတတိဖန်ရဲ့အကြောင်းကိုအချင်းချင်းတတိခန္ဓာတွေ့ရတယ်နော်သူတို့ရှိပါတယ်ဒါကြောင့်နော်ကြီးစွာသောကြီးလစွာသောတည်ခြင်းဆိုတာကနံပါတ်1ဘုရားသခင်ရှိမှတမိုးကြီးပါတယ်နော်အဲ့တော့ဟိုဘုရားနဲ့အတူနေရမှာဖြစ်တယ်နော်အဲ့တော့နံပါတ်2ကတော့အဲ့တည်တဲ့လူတွေ့ တမို့ကြီးပါတယ်နော်ဩနာတိချင်းစင်ရလုံးကမရှိတော့ဘူးဘုရားနဲ့အတူနေရတော့မယ်ဘုရားမျက်နှာဖူးမြော်ခွင့်ဖူးမြော်သခွင့်ရမယ်ဒါလို့တွေ့ရတယ်နံပါတ်3ကတော့နော်လူတို့အတွက်အကျိုးရှိတယ်တတိပံအဖြစ်လူပေါင်းများစွာဟာတတိပံတည်သောကြောင့်လူပေါင်းများစွာဟာအပင်ငယ်ကလွတ်မြောက်ခွင့်ရရှိကြတယ်ထာဝရတည်းရရှိကြတယ်အခုမကြခင်တော့ အမေရိကန်နိုင်ငံမှာ turning point USA လို့နော်အဖွဲ့ကိုတည်ထောင်တဲ့ Charlie Cut တည်တာနော်သူတည်တော့ကြောင့်ဒီနေ့တခါမှဖះเจ้าမရောက်ဘူးတဲ့သူများစွာဖះเจ้าရောက်ကြတယ်တဲ့တခါမှစန်းစာမဖတ်ဘူးတဲ့သူများစွာစန်းစာဖတ်ကြတယ်နော်အဲ့တော့အမေရိကန်ခရစ်ယာန်တွေဟာတကယ်စစ်မှန်တဲ့ခရစ်ယာန်တွေဖြစ်လာကြတယ်စစ်မှန်တဲ့ခရစ်ယာန်တွေလည်းတာ၍ဖះဖက်မှာအားကြီးလာကြတယ်ဆိုတော့တွေ့ရတယ် တံမိုးကြီးလာစွာတော့တည်ခြင်းဖြစ်ပါတယ်။ဒီလိုတံမိုးတဲ့တည်ခြင်းဟာတံမိုးကြီးဖို့ဆွေနော်ဆွေနော်တင့်အရင်လွတ်လို့မရပါဘူး။တင့်အပြစ်အတွက်ကိုစားလေဝါကတိုင်မှာအသေးခံပြီးတချိုးပြင်းမှသုံးရပေါ့မြောက်တော့နေမှာတည်ခြင်းမြစ်စုမှာအောင်ပေးတဲ့နော်အောင်ပြီးတော့မှတင့်ကိုအပင်ငဲနဲ့ကယ်တင်တဲ့ သင်ခံရမယ့်အပြစ်ဒဏ်ကိုသင်ရကိုစားခံပေးတဲ့ယေရှုခရစ်တော်ရဲ့ကသင်ကိုကျေးဇူးပြုနေတာကိုလက်ခံဖို့ဖြစ်ပါတယ်ကျွန်တော်ဟာအပြစ်သားဖြစ်တယ်ဘယ်ပညာတရားကိုမှအပြစ်မှငါမဖြောက်မနိုင်ဘူးငါမကျင့်နိုင်ဘူးငါငရဲကြမဲ့သူဖြစ်တယ်ဆိုတော့နားလည်ပြီးတော့မှဒီနေ့နောင်တရပါသင်ပြစ်တယ်ကိုပြန်မြင်ကြည့်ပါနောင်တရပါနောင်တရပြင်ယေရှု လောကတိုင်းမှာအသေးခဏငါရဲ့အပြစ်ငဲတာတို့ကိုစားဖြစ်တယ်ဆိုရင်ရှုခရတော်တဲ့ကဲတင်ရှင်မြေအခုပဲယုံကြည်လက်ခံလိုက်ပါအဲ့ဒါဆိုရင်တဲ့အထဲမှာတန်ရှင်သောဝိညာဉ်တော်လာရောက်ကင်းဝတ်မှာဖြစ်ပြတော်မှာတင်ဟာဘုရားသခင်ရှိခိုးတန်ရှင်သူဖြောက်မတော်သူစုံလင်တော်သူလို့နော်တတ်မချင်းခံရမှာဖြစ်တယ်အဲ့ဒါဆိုရင်တော့ဒီနေ့တဲ့ရဲ့သေခြင်းဟာနော်အဖို့ထိုက်တန်စွာသောသေခြင်း ဖြစ်လိမ့်မယ် ဘုရားသခင်ရှင်းမှာအဖို့ထိုက်တမ်းမယ်နော်တင့်တွက်လဲအလွန်အဖို့ထိုက်တမ်းမယ်လူတွေတွက်လဲအဖို့ထိုက်တမ်းလိမ့်မယ်လို့ခေါ်ပေးနေနေကုန်းချုပ်ပါတယ်ဘုရားသခင်နဲ့တင်တို့အလုံးကောင်းချီးပေးပါစေတော့အာမင်